နိုင်မဲစတိုဒီကိုနားဆင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ပရိသတ်တို့ကစာရေးသူညီညီငိမ့်ချမ်းရေးသားထားတဲ့စုံမီဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဇလံလေးကိုတော့ကျွန်တော်နေလင်ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာဘယ်သူမဆိုတက်တန်းတဲ့တကူဘယ်လို့မှမေးဖြောင်းလို့မရတဲ့အကြောင်းအရာကိစ္စရဲ့တကူမဟုတ်တကူတော့ရှိကြမယ်လို့ထင်ပါတယ်သူရဲ့ဘဝမှာလည်းအမှန်တကယ်မြင့်မြင့်ကိုယ်တွေကြုံဆုံတိမြင့်ခဲ့မှုတွေ ဖြစ်ရမယ့်အကြောင်းအရာတစ်ခုရှိခဲ့ပါတယ်။အဲဒါကတော့ရက်သေးရွာထဲမှာခေါ်ပေါ်ကြတဲ့စုံမီဆိုတာပါ။အီယာဝရီတိုင်းဒေသကြီးတာပေါင်းမြို့နယ်မှာရှိတဲ့တန်စင်သာကြေးရွာလေးရဲ့နှလုံးတိတ်ဖို့ဖြစ်လာတဲ့ရွှေဖုံးမြင့်ဇေယျတော်မြင့်ကြီးစီကမီးရောင်တွေကိုမြင်နေရပါတယ်။လာပြီးလောက်ရင်ညာထဲမှာမီးပူစော်လေးရှိတဲ့အစင်လာဖြစ်ပြီးတော့ခေတ်ဆက်ဆက်တမိုင်းအစင်လာကြီးမားလွန်လာတဲ့ဖျားစီကြီးဖြစ်တယ်လို့ရှေ့မီနောက်မီ လူကြီးတို့မာတွေ ပြောဆိုတန်ကိုကြားမိပါတယ်။ကြွနေလာလီကွာဘာလို့နေရတယ်။ဖေဖေရလေးဖေရရှိကုန်နေရ။မြဲစွာဗျာ။ဒီကောင်ကြောင့်ကိုတူတည်ပါတယ်။ဖေရရှိတို့ဖေရရှိကုန်နေရကနေနေစုတောင်းနေရကများများနဲ့ဖေရကိုနဘူးနစာတွေလုံအောင်တော့မှာ။ဗဇက်ကဖေရဖေရလက်ကကာယကာယပုံစံကြီးပါ။ပခုံးမကငါးဖမ်းဖို့ပလိုင်းကိုလွှဲထားပြီးလက်ထဲမှာကငါးထိုးတဲ့မင်း။ဘာပဲဖြစ်ဖြစ် ဖះကိုတရေရတာကောင်းမနေလေလူကြီးသူမတွေကလည်းအဲ့ဒီလိုပဲပြောတတ်တာပဲဥစ္စာဘိုးငါတို့မနည်းရရတဲ့နေရာပဲသွားရမယ်တိလားအေးပါကွာလက်သေးကတုံးကမင်းကိုခက်ဆဆာခိုင်းနေတဲ့နဖူးမှပွက်ထားတဲ့ကြာကောင်မိကွက်ကို အနေသာမှတ်အောင် ပြင်ဆင်ရပါတယ်ဒီမီဒီရီဒီအင်းဒီချောင်းဟာသူတို့ဘဝအတွက်ကတော့တက်ကတော်တစ်ခုပါပဲအဖိုးကလည်းဒီလိုပဲနေသွားခဲ့ပြီးတော့အဖေကလည်း အဲ့ဒီလိုပဲနေသွားခဲ့တာပါသူတို့ကလည်းအဲ့ဒီလိုပဲဆက်လက်နေခဲ့ပြီးနေတဲ့သူတွေအတွက်ကတော့ကြည်နဲ့စရာပျော်စရာလွမ်းမောစရာတွေအတော်မတက်လှပါဘူးဟုတ်တိလားညနေကငါ့ရဲ့အမိုင်လေးဗာလဲလေတော့လိုက်သွားလို့လားကွာအေးပေါ်လေးစံကုန်တော်တက်တာတည်းဟင်းမင်းပါကြည့်တယ်မာမေငါအကောင်းပြောမလို့ကွာသူတို့တရေချောင်ပြိုးနေကြတာအစားတော့ကွာရိုးရိုးတရေချောင်ပဲပြိုးနေတာ တရေကောင်းမြတ်တို့ဘာလို့ပေါ့ကွာနောက်တို့ကွာစုံနေကဝေတွေကြောင်ရောက်သွားတယ်ကွာစိုးမမတင်ညိုစားတဲ့စုံချီးစားတဲ့စုံမိကစားတဲ့စုံနဲ့မိကစားတဲ့စုံအေးအဲ့ဒီစုံမျိုးကညညာလူကြီးတိတ်ပြီးဆိုရင်တင်ညာကုန်းမှာစုံနေစုပြီးတော့မိကစားကြတာတဲ့မိလုံးကြီးတွေကရင်းနေရပဲလေကွာ ပြီးတော့လေအပေါ်ပြန်ရက်သွားတာတဲ့မိမကြီးကိုမိမကြီးကဘသူတွေကိုရှောက်ပြီးတော့ပြောတာတော့ရှောက်မပြောဘူးကွာ ိမ်ပေါ်မှာထိုင်ပြီးတော့ပြောလာအမောင်မိညွန်းနဲ့အမတောင်းရင်တို့အပြိုရီပေါ့ကွာဟိုကလေးပုစုခေစုတွေကိုပြောနေတာကွာငါဝင်ပြီးပြောချင်နေတာရှာတွေကိုရားနေရပဲကျောင်းဝဆရာတွေညီငယ်ဆွေပြောနေဟိုလူတချို့နဲ့လူတော်တော်များများကအထင်ကိုသာကိုးဝေပြီးတော့အမြင်ကိုမယုံကြည်ကြဘူးဆိုတာလေကွာထိတ်ကောက်ခဲရမှာဆိုလို့ဟိတ်အောင်ကြီးအသာလေးညင်ပြီးတော့နားတောင်နေရတာအေးတပတ်အကြောင်းလေးရော့ရော့ဇက်ပြက်တော့တာပဲကွာပပဘလူတပတ်လေကွာငါ့မကြီးက တပည့်ချောင်းကိုဆက်ပြီးပြောတာကွာတပည့်ကဇရေပြည့်ကြီးထဲမှာအိတ်နေတာတဲ့နေရွယ်ကြီးတစ်ဖက်ကိုဖြားလို့ခင်းနေရွယ်တစ်ဖက်ကိုကျတော့စုံလို့ချုံထားတာတဲ့အဲအဲဒီနေရာမှာလဲရောက်ရောက်ကွာအိမ်မှာမွေးနေကြရှေဝါကြီးကအပေါ်တဲ့ထကိုးပေါ်နေထောင်းလာတဲ့ဖြားလေးကိုခုံချတာဘာပြောကောင်းမလဲကွာဖြားလေးကြီးကဟုံးနေပြစ်လေပြီအောင်မလေးဆိုပြီးတော့လှောင်ဝကြတာပွက်လုံးကိုရိုက်သွားတာပဲဟေးငါ့အမမိညုံကြောက်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 နဲ့ထပီးတာ ဟေးအောင်ဟေးထမိန်တော်ပေါင်းသွားဘူးကွာဟေးအောင်အမမိညောကငါမလေးကွာအေးပါတေးအောင်ပြောတဲ့ငါမလေးလက်မျောတက်သွားလိုက်တာရှုလီပါးတွေထွက်လို့ကွာလူကြီးရလဲမနှဲကိုနှာနဲ့ပြီးတော့ယူရတယ်ကွာဟစ်ကြောက်တဲ့တဲ့လူများကွာကြောက်စရာကြံပန်ပြီးတော့ကြောက်စရာကြောက်စရာကိုကြံပန်တွေးပြီးကြောက်စရာတွေပဲရွေးပြီးပြောနေကြတယ်ကွာနော်ဒါနဲ့ဟေးအောင်ကြွတယ်မင်းရောကြောက်တယ်လားဟင်းမင်းရလဲကွာကြောက်ပြီးပါရင်လေ စာကနာနဲ့ဆွဲနှုတ်ပြမှာကွာတုံးငငယ်တော့မင်းမှတ်မိသလားဟိုမင်းအဖေလေကွာငါတို့ကိုပစံတော်ကြီးကိုမီးဖို့ပြီးတော့ကြွေးလိုက်ကွာစားလို့ကောင်းလားတဲ့စားလို့ကောင်းတာပေါ့ကွာဟုတ်တယ်မလားမှတ်ထားတဲ့အဲ့ဒါတစီသားအဲ့ဒါကတရေသားအဲ့ဒါကလူသားဆိုပြီးတော့ကြွေးလိုက်ကွာတစီတရေဆိုတာညာဘက်မှာထွက်တာဆိုလို့မင်းနဲ့ငါလည်းတစီတရေလက်ပြီးရှာကြရတယ်ကွာမီးဖို့စားမလို့ဆိုပြီးတော့ဟောရေမင်းကတော့မှတ်မိတာပဲကွာနော် မှတ်မိပါလေဆို။ကဲလာလာလာရောက်တို့ရရောက်ခါနေပြီကွာ။အဲ့ဒီလိုနဲ့လူကြီးမဟုတ်ကလေးမဟုတ်တဲ့ဆယ်တန်းကျောင်းသားဘဝမှာလောကကိုစူးစမ်းရှာဖွေရင်းနဲ့တစ်ဖက်တစ်လဲကနေမိသားစုဝင်ကို နိုင်သီးတွေထရင်ကြည်ပင်းလာခဲ့တဲ့တောတလိရွာစရိုက်တောရဲ့ဌာနေတစ်ခုပါပဲ။ဟောဒီဝဲတောင်ရွာနဲ့ထစင်လရွာဆိုတာဘာမှလည်းမဝေး။ကြောင်စင်ကြောင်တဲ့ချင်းမထွက်တဲ့ခရီးတစ်ခုပါ။ထစင်လရွာကရှေဖုံးဝင်းစီရော်မြကြီးစီကမိရောင်ဟာ ကောင်းရင်ရင်ကိုဖောက်ထွက်တော်မတက်ပါအမလေးဖျားဖျားချစ်စလားဖျားသူတို့ကြံရတဲ့အတန်းကဝေးကင်းစကလေးငယ်လေးငိုးနေတဲ့အတန်းမျိုးဖြစ်ပြီးတော့နားနဲ့ဆက်ဆက်ကိုကြားလိုက်တာပါသူတို့ရောက်နေတဲ့နေရာကဝဲတောင်းနဲ့ထက်မြင့်တွေရွာကြကတင်ញိုင်ကိုတော်ဆက်တူမြောင်ယိုအဆက်မှာပါအချိန်ကတော့ညကြီးမင်းကြီးမှာပဲဟုတ်မိုးရောင်ဟေးချစ်ချစ်ကြလားကွာအေးကြားတယ် မင်းဘလို့ထင်လဲငါထင်တာတော့ကျစ်နေတယောက်ချက်ချင်းကြီးအပြားတက်တယ်လို့အတန်ကြီးဖြစ်သွားပြီးတော့သူ့ရဲ့ကြာကောင်းမေးအောင်နဲ့ဝိပယ်ကြိလိုက်ပါတယ်တင်ကြိုင်ကောင်ကမဲမောင်နေပြီးဘာလို့မှလည်းမမြင်ရပဲလေချမ်းချမ်းကတစ်ချက်မှုလိုက်တဲ့အခါမှာတောအုံမှာချိုချိုချွတ်ချွတ်နဲ့လှုပ်လှုပ်ရော်ရော်ဖြစ်သွားခဲ့ပြီးတိမ်မီမြင့်မြင့်အရေးမဲမဲကြီးတွေဟာတရေတစီတွေရိန်ကားလိုက်တယ်လို့ရုံကြွလို့လာတယ်လို့ထင်ရပါတယ် အရေးထဲမှာပဲငှက်ဆိုးလို့ခေါ်ကြတဲ့လင်ကောင်မိုးငှက်ကလည်းသူနဲ့ကြက်နေနှစ်ယောက်ကြားထဲမှာ ဖြစ်ပြန်လို့တော့ပြန်ပါတယ်။တင်ကြိုင်ကောင်ကခလေးငုံတန်းညကြီးမင်းကြီးမှာ သူအတန်ကြားရကိုကြားကောင်းမိနေမိမိရရာရှာလိုက်တော့ခေါင်းကငါငါထင်းနေကွာဟိယောဟိုငါဖျော်ငါဖျော်ကြီးနှစ်ကောင်းကွာအတန်ထက်ကိုလှင်မြန်နေကိုရွှေကြက်နေတုံမြောင်းအစဲရှုံညောပေါ်မှာမြင်ရတဲ့ငါဖျော်ကြီးနှစ်ကောင်းကို ကျွန်းကြီးလိမ္မာစောင်းနဲ့ပတ်ပြီးတော့ပလိုင်းလေးကို ကောက်ပြီးတော့ထိနေပါလေအခုမှပဲတပင်းကိုချောင်းမိလာမသိလူကြီးခြေတလုံးလုံးရှိပြီးသူတို့လက်လက်လောင်ရှိတဲ့ငပြုံကြီးလိုခေါ်တဲ့ငလေမန်းကြီးနှစ်ကောင်းဟာဈေးကောင်းရောက်မှာကတော့တီးကြပါလေငရှင်နဲ့တူပေမဲ့ငရှင်တကူဈေးပိုကြီးတဲ့ငပြုံကြီးပါကျွတ်နေရဲ့ပလိုင်းပြေးသွားပြီးပျော်နေတဲ့ကျွတ်နေရဲ့ပလိုင်းလေးကိုကြာကောင်းမိနေထိုးကြည့်တော့တော်ရီအခြေသားနဲ့ပစက်ကြီးဖြဲနေတဲ့ ငဖီုံကြီးလို့ခေါ်တဲ့ငလေမနှစ်ကောင်ဟာဥတော်သေးတော်ရှိနေပါတယ်။ဖြစ်ကျင်တော့အဲ့ဒီအချိန်မှာကြာကောင်းမိကဖြက်ခနဲကျုံသွားခဲ့ပါတယ်။ကျွန်းမင်းမမိသီးပူပါသေးလား။မပါဘူးကွာ။မိမိသီးကကျုံသွားပြီလား။ကဲကျုံကျုံကဒီညတော့တွန်းယောက်ကမဟာကန်လူရှင်ဖြစ်ပြီကွာ။တောင်းနေလမ်းလေးကလမ်းပဲကြောက်စိတ်တိတ်တော့မရှိလောက်ပါဘူး။မိသီးကျုံသွားတော့အားငယ်တာလေးနည်းနည်းပါးပါးနဲ့မိသီးပူယူမလာမိတဲ့သူ့ကိုယ်သူလည်း ပြစ်တင်နေမိပါတယ်။ဟေ့ကျွန်းနေတချင်းလေးပါရင်စူအောင်ကွာ။အေးရတယ်လေကွာ။ဟိုတော့ကတချင်းလေးကောင်းမလား။အဲဗါရယ်မိမိရှောင်းမလောင်နေတကြ။ဟဲ့ဟုတ်တယ်မလား။ဟာယောရှီ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 ပါမိမိဒီ။ဆေးလေးမိစာတွေကအများကြီးလှုပ်လှုပ်ရော်ရော်နဲ့ဖြာကြီးတစ်ချက်စာလောက်ရှိပြီးတော့လိမ္မော်ရောင်မိစာမိနာတွေရေကနေရေကနေပြတ်သွားလိုက်။ဆွတ်သွားလိုက်နဲ့ကြည့်နေရင်မှအလုံးကြီးပြစ်သွားပြီး ဟောရီအလုံးကြီးလိုပဲမီလုံးကြီးကလှုပ်နေပြန်ပါတယ်။မီပွားလိုဟာမျိုးတွေကမီလုံးကြီးကိုလာခဲ့ပြီးတော့ကြော့လာပါတယ်။တထွာတတောင်တလန်ဝါတရဲ့မြင်သွားခဲ့ပြီးတော့လေးစုံတိုင်းပဲမျောလင်းလို့သွားပြီးဟာကျွနေဟျော။လောက်ကြချေတော့တစ္ဆပေါက်လက်သေးကင်ထားတဲ့တုံးကွာမိန်တွေစောင်းမုံတွေငါးမိန်တွေအားလုံးလွှတ်ချပြီးတော့ပြေးလိုက်တာများခလို့တိုက်လို့တိုက်မဲမသိရွာကျောင်းကကျောင်းဆရာလေး ဥညိငိမ့်စွေလိုက်လာပါတယ်အိမ်မုံစွားနေရော်ရဲကကလာသားကြီးတွေလိုက်လာပြီလူအင်အားတောင်းတော့သူနဲ့ကြက်နေမကြောက်တော့ပါအရေးတဲ့ကြက်နေကသူ့ရဲ့ငပြုံကြီးနှကောင်ကိုအလေးခံပြီးတော့တေလာသေးပါတယ်ဘယ်နေရာမှာတွေ့ရလဲကွာဒီဒီနေရာမှာဆရာလေးကဲမင်းတို့မိတွေအကုန်ပြေးလိုက်မိတွေပြေးလိုက်တဲ့အခါမှာမိဘအစတော့အရာတွေဟာလှုပ်လှုပ်ရွရွတွေ့ရပြီဆရာလေးကဒုတိယချောင်းနဲ့မိဘတွေကိုထုံးမွေလိုက်ပါတယ် အေးလားဆုံးပြီဟုတ်လားမီးဆုံးလို့ခေါ်ရဲကွာတိတ်တန်အခေါ် first rate အဲ့ဒီလို့ခေါ်ရဲဘာမှကြောက်ရမရှိပါဘူးကွာဘသူအိုးမှလည်းဒုက္ခမပေးဘူးတရှိတော်ရရဲ့အာယုစုတွေကအချိန်ကာလကြာပြီဆိုရင်ထွက်ပေါ်လာတဲ့မီးဆုံးတဲ့တမျိုးပဲကွာမိုးဦးပြောသလိုအမုံမွားတစ်တိလေးတွေစုပေါင်းပြီးတော့တင်းနစ်ဘောလုံးခြေကန်ဘောလုံးတော့လည်းဖြစ်လာနိုင်တယ်လေစုံတိုင်းလွင်မျောနိုင်တယ်တို့တွေကတော့စုံပြီပေါ့ကွာတကယ်တော့ဒါမီးဆုံးပဲကွာ ်ကဲကဲကဲပြန်ကြမယ်အချင်းမရှိဘူးဒီအကြောင်းကြောင်းရောက်ပါမယ်မင်းတို့နားလေအောင်ဆရာရှိမြောက်မယ်ဟုတ်ပြီလားကဲပြန်ကြတော့ဩမိုးဦးနေတည်းနေခင်ဗျာမင်းတို့နေအောင်ကြောင်းကိုမှန်မှန်တက်တော့ပညာသင်ခွင့်ရတဲ့အချိန်မှာပညာရှာကြငားရှာပါကြလိတ်ရှာတာဘယ်အချိန်မဲရှာကြရှာတဲ့ရင်ရတယ်ကွာဟုတ်ပြီလားဟုတ်ဟုတ်ကဲ့ပါဟုတ်လို့သာပြောလဲရပြီကြည်လက်ကအချိန်မို့ဘဝတက်ကတော့တက်နေကြတဲ့အကြောင်းအရာဆရာလေးသာသိရင်တော့ ဆရာလေးဟာတက်ပြင်းမိမိကို ချမိပါတယ်။ဘသူမဆိုတတက်နဲ့တကိုမိပြောင်းလို့မရတဲ့အကြောင်းအရာကိစ္စတခုခုတော့ရှိကြမယ်လို့တော့ထင်ပါတယ်။ဆက်လက်ပြီးတော့ပြည်သက်တို့ကဂမ်မီယာလူမော်ရေးသားထားတဲ့တိုင်တန်းရှင်တခင်မားနဲ့ထိုက်ဆက်ကားဆိုတဲ့ဇလံလေးကိုနားဆင်ရမှာပါ။ဒီဖြစ်ရလေးဟာဖြစ်ရမှန်ကြောင်းကိုရိုးသားစွာဝန်ခံပါတယ်။နေ့အားဖြင့်ပြောရရင်တော့အနည်း20တောင်မကတော့ပဲဒရိုက်တာမွန်ဇော်လေးဟာ တိုက်ဆိုတဲ့ဗီဒီယိုစကားကို ရိုက်ကူးခြင်းနဲ့ကျွန်တော်နဲ့တိုင်ပင်စညုံရေးခန့်ရကဖြစ်ရဲ့ဇလန်လေးတပုတ်စတင်ဖြစ်တွန်းခဲ့တာပါကျွန်တော်ကတိုက်ဆိုတဲ့ဇလန်ကိုစညုံဖွဲ့ရေးသားလာခဲ့ပြီးဆေးရက်လောက်ကြာခဲ့ပါပြီစညုံဖွဲ့ပြီးတဲ့အခါမှာကျွန်တော်ကစညုံဖိုင်တွေကိုဒရိုက်ဂျာဇော်လင်းမောင်ကိုပေးအပ်ခဲ့ပါတယ်ကျွန်တော်ရေးဖွဲ့ခဲ့တဲ့စညုံရဒရိုက်တာဇော်လင်းမောင်ကချိန်နဲ့ပုံရှာပြီးတော့သူ့ရဲ့ငွေကြေးနဲ့ပဲအရင်းအပြစ်ကရိုက်ကူးခဲ့ပါတယ် ရိုက်ကွင်းတီယာကဒိန်းစုံပါဖြစ်ပြီးတော့ဗီဒီယိုစကားရဲ့နာမည်ကတိုက်ဖြစ်ပြီးဒိန်းစုံပါဒေတာနဲ့လည်းလွန်စွာလိုက်ဖက်လာတဲ့ရေကန်မြေကန်တစ်ခုပါကျွန်တော်တို့ရုပ်ရှင်အဖွဲ့ဟာဒိန်းစုံပါကိုခရီးဆက်ခဲ့ပြီးရောက်ရှိလာတဲ့အခါမှာတော့ကျွန်တော်တို့ရုပ်ရှင်အဖွဲ့ဒိန်းစုံပါမဟုတ်ဦးကြောင့်ပါနားကိုကြပါတယ်ဆရာတော်ဘုရားကရုပ်ရှင်အဖွဲ့သားတွေနဲ့ချစ်ခင်ရင်းနှီးဆွေးလေးရှိပြီးတော့ကျွန်တော်တို့ရုပ်ရှင်အဖွဲ့သားတွေလည်းတက်တက်ကြွကြွရှိနေပါတယ်ဆရာတော်ဘုရားကြီးကလည်း ကောင်းစွာခွင့်ပြုထားပြီးတော့ဆရာရုံဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာပဲတိုက်ဗီဒီယိုစကားတွေပွဲပြီးပူဇော်ကြပါတယ်။အဲဒီလိုကတော့ပဲပြီးပြီးတော့တက်ဆိုင်ရာကပုဂ္ဂိုလ်တွေကိုကတော့နေကြတဲ့အချိန်မတည်မှတ်တဲ့ဖြစ်ရတခုကြုံရပြီးယုဒီရဲ့ဆိုသလိုမင်းသမီးတူဇာမော်လင်းကခေါင်းငိုက်စိတ်ကြက်လာပြီးတော့ပဇက်ကလည်းဘလုံးပထီနဲ့ဟူဝဝအတန်နေထွက်ပေါ်လို့လာခဲ့ပါတယ်။စကားတော့စကားဒါပေမဲ့မတဲကွေလို့ဘာပြောနေမှလည်းမသိဘူး။ ျွန်တော်ကတော့မင်းသမီးတူဆောင်မော်လေးအမောက်ပြောကဝင်နေပြီလို့တတိထားမိပါတယ်ဒီဆိုမှာတမန်ကြောင်ရှိတယ်ကြားဖို့တယ်ပုဂ္ဂိုလ်ဆုံးတက်ဆုံးတိုက်ဆုံးနဲ့ဆုံးနေလို့ကျွန်တော်ကြားဦးရတာကြောင့်ဒီလိုအထင်ရောက်ခဲ့တာပါအမှန်တကယ်တော့မင်းသမီးတူဆောင်လင်းမော်ကိုတိုက်ပုတ်ကိုတစုံတယောက်ကဝင်ရောက်ပုတ်ကန်လိုက်တာပါဟေးနေနိုးကပမာမခန့်နေငါနေမြေမှာတိုက်ဆိုတဲ့တက်ရှင်လာရိုက်တာဘာသဘောလဲဘသူအမိန်နဲ့လာလို့တာလဲဆိုပြီးတော့ တိုက်ပုတ်ကူကမင်းသမီးတူစာမော်လင်းနှုတ်ခမ်းကိုစီးပြီးတော့ပြောလိုက်ပါတယ်။သူ့ရဲ့တာမင်းသမီးရဲ့အတန်မဟုတ်တော့မယ်။ကျွန်တော်ကောင်းစွာတရေပြုတ်မိပါတယ်။အတန်ကအိုးနေပြီးတော့ဩစာလည်းရှိပါတယ်။မင်းသမီးကဒရိုက်တာဇော်လင်းမောင်ရဲ့တမီရင်ဖြစ်ပြီးတော့ငါမချေနဲ့ဘူး။တိုက်ဆိုတဲ့တက်ရှင်ကနမယ်။အခုချက်ချင်းပြောင်းလိုက်။တိုက်ဆရာကတူစာမော်လင်းရဲ့နှုတ်ကိုစီးကပြောလာပြန်ပါတယ်။ကျွန်တော်တို့ရုပ်ရှင်တပွေသားလုံးလည်း ဦးချောင်းချောင်းလေးဘာလို့လို့ဘာကင်ရမယ်မသိဖြစ်သွားပြီကျွန်တော်တို့အားလုံးလို့လို့ကြောက်ရွံ့ထိတ်လန့်လို့နေပါတယ်ဒီတုန်းမှပဲစတင်လှုပ်ရှားတဝင်လာသူကဒရိုက်တာဇော်လင်းမောင်ပါသမီးတူသားဘာဖြစ်တာလဲတတိထားလေသမီးပြည့်သူရဲ့ပကုန်းကိုခိုင်းကတတိပြေးလိုက်တော့ဖေမကိုင်းနဲ့ငါနေသမီးမဟုတ်ဘူးနေကအဖွဲခေါင်းဆောင်လှုပ်ပြီးဘာမှလည်းမသိဘူးနေနူပွဲကို ပြန်ပြီးကြည့်တယ်ဘယ်ပါလဲငါ့ပွဲ ငါပွဲလဲမပါဘူးငါနေမြေမှာအဲ့ဒီလိုလှုပ်လို့မရဘူးအာလုံးဒုက္ခရောက်သွားမယ်ဒါပါလဲတိလာတိုင်နှန်းရှင်ညနှန်းတွေကိုမထီလေးစားလှုပ်လို့မရဘူးနော်ခြေလောင်စွာပြောလိုက်တာကြောင့်ကျွန်တော်တို့အာလုံးတိုင်နှန်းရှင်ပုဂ္ဂိုလ်ညနှန်းနေဝင်ရောက်ပူးကပ်နေတဲ့ကြောင့်တိရှိလိုက်ပါတယ်အဲ့ဒီကိစ္စမှာတက်တက်လှုပ်ရှားမှုလှုပ်ကြံမှုမဟုတ်မယ်ကျွန်တော်သဘောပေါက်လိုက်ပါတယ်ဒရိုက်တာစော်လင်းမောင်တယောက် မယားညိကိုတော်ဆက်တဲ့အကုံကြီးမောင်ဆိုသူကရှုတည့်ရပဲထိုင်ရာကထပြီးတော့ဖျားပွင့်နေပေါင်းပြီးတော့ခလိုဝဲပေးထားတာခမ ्या ကဘာမကြည့်မနဲ့ဖြစ်နေတာလေအဲ့ဒီလိုရုတ်တရက်ပြောလိုက်တော့ကျွန်တော်ဟာကိုကြီးမောင်ရဲ့ပခုံးကိုလှမ်းဆွဲပြီးတော့ကိုကြီးမောင်ခမ ्या ပြောတာကြီးကမဟုတ်သေးဘူးလေဗျာအခုဝင်မှုနေတဲ့ပုဂ္ဂိုလ်ကဘာအမေ့ချမလဲမသိသေးဘူးထင်ရတယ်ရှော့မပြောနေဗျပြဿနာတက်ကုန်နေမယ်အဲ့ဒီလိုဟန်တားရပါတယ်ကိုကြီးမောင်ဟာ အနေငယ်လေးမူးနေပုံရပြီးတော့ဟေးနေရပါလေငါ့ကိုဘာမဲ့လို့လဲစမ်းနေတဲ့သဘောလားကုကြီးမုံကအလျှော့မပြပြနဲ့မူးမူးရှိနေအကောင်ဝင်ပြီးတော့လွတ်ပြန်ပါလေဒီမဲ့တိုင်နေရှင် ကျုပ်တို့ကလူသားတွေနေလို့နန္ဒာဘဝမဟုတ်ဘူးစမ်းရင်စမ်းလိုက်လူရင်းရင်လူကြည့်လိုက်ကုကြီးမုံကအထွန်တဲ့ပြောလိုက်ပြန်ပါလေဩနေရငါ့ကိုအကဲစမ်းနေပေါ့အေးနေတော့မင်းသမီးတို့ ငါလိပ်ပြာနှုတ်ပြီးခေါ်သွားပြမယ်ကြည်နေတိုင်နှင်းရှင်ကပြောလိုက်တော့ဒရိုက်တာဇော်လင်းမောင်လည်းပြရာခက်ထိတ်လန့်ကြောက်ရွံ့သွားပြီးရောက်နေပါမိမဆက်ပေးချဆန်းကွာသူစားငါသမီးကွာအဆုံးရှုံးမခံနိုင်ဘူးအဲ့ဒီလိုပြောပြီးကိုငိမ့်မောင်ကိုတုံထုံလိုက်ပါတယ်အားနဲ့မနဲ့တုံထုံလိုက်တော့ကိုငိမ့်မောင်ဟာတရင်တရင်လဲပြိုကျသွားပြီးဒီနောက်မှာဇော်လင်းမောင်ကလက်အုပ်လေးချီကကျွန်တော်တောင်းပန်ပါတယ်တိုင်နှင်းရှင်တခင်မကျွန်တော်သမီးတို့တော့ဒုက္ခမပေးပါနဲ့ဗျာ သူမှအပြစ်မရှိပါဘူးအမိုက်အမဲကိုကိုငေးမောင်နဲ့ဒုက္ခမပေးပါနဲ့ကျွန်တော်သူ့ကိုစားတောင်းပန်ပါတယ်မေတ္တာရက်ခံပါတယ်တိုင်နေရှင်တခင်မရင်အဲ့ဒီတော့မှပဲဘယ်တော့မှရောက်နေမှမသိတဲ့ဆရာတော်ဘုရားကအင်းငါရက်ကြည့်နေတာကြာပြီဒီကိစ္စငါအကုန်ရှင်းမယ်ဟိုကောင်ငေးမောင်မင်းမားတယ်နဲ့နဲ့ကမှလဲစားကောင်းမှုကွာအခုကိစ္စမှာမင်းတို့နေငါဘုရားဆောင်ကိုတွားပြီးတော့ပရိစိတ်နေငါကြည့်လို့မင်းမယ်တွားမြင်မြန်တော့ မတော်ရင်မင်းဒုက္ခရောက်တော့မယ်။တောလို့ပြောနေတာဘာရဲ့လုံနေတာလဲ။ချိန်လုံးနဲ့နှစ်ချက်သုံးချက်စင်ငါရရလိုက်တော့ကိုကြီးမောင်လည်းဆရာတော်ဘုရားကိုကြောက်ပြီးတော့ထွက်သွားခဲ့ပါလေ။ကိုကြီးမောင်ထွက်သွားပြီးရဲ့နောက်မှာကဲပြောတမ်းဘာတွေဖြစ်နေတာလဲ။ဒီမှာဘာဘုတ်ကိုလည်းမသိဘူးဖေဟာတိုင်တန်းရှင်လို့တော့ပြောပါလေ။မင်းသမီးကိုဝင်ပြီးတော့ပူနေပါလေဖေဟာ။ကျွန်တော်ကပဲဂျားအနေဝင်ပြီးတော့ရှုပ်ရပါလေ။အော်ဒီကတိုင်တန်းရှင်ကို ဆရာတော်ဘုရားကပြောလိုက်တော့တိုင်တန်းရှင်ကမှန်ပါတယ်ဗျာဆရာတော်ဘုရားကို တပည့်တော်မှကြောက်ပါတယ်ဗျာတပည့်တော်မရဲ့ပိုင်နေတဲ့မှာအကြောင်းမကြားပါမကြားနဲ့ကြိုးကြော်ဆိုကားတာမကျေနပ်ဘူးဗျာတိုက်ပွဲလည်းမအပ်အဲ့ဟာတပည့်တော်မှမကျေနပ်ဘူးဗျာသူတို့အားလုံးကိုအပြစ်ပေးဆုံးမခြင်းတော့ဆရာတော်ဘုရားစီကတပည့်တော်မှခွင်တော်ပါတယ်ဗျာဆရာတော်ဘုရားခွင့်ပြုတော်မူပါတိုင်တန်းရှင်ကရှောက်ထားတောင်းဆိုလိုက်ပါတယ်ဆရာတော်ဘုရားကဂုံးတင်းကြီးကြီးလှုပ်ပြီး ဒရိုက်တာဇော်လင်းမောင်ကိုတစ်ချက်ကြည့်ပြီးတော့"ကဲတကားကြီးကြားတယ်နော်လူစီဘလူစီဆိုတာရှိတယ်"တကားကြီးတို့ကအဲ့ဒဲသူတို့တွေကအင်းရှင်ဒီတော့အင်းရှင်ကျင်းနေအောင်လက်ခံအောင်လုပ်ပြီးဖို့ကအဲ့ဒဲရဲ့တာဝန်ပဲ"ကဲဒီကတိုင်တန်းရှင်မကလူဝက်တာရှင်ကျွန်ုပ်ကိုပြောကျုပ်ကိုယ်တိုင်ဆောင်ရွက်ပေးမယ်စေတနာတွေမရှာနဲ့ဒီရုပ်ရှင်ဘွဲကကျုပ်ရဲ့လူတွေငင်းငင်းချင်ချင်ပဲကျုပ်ကြိုက်တယ်လူဝက်တာကိုပြောစမ်းသားရှိတာပြော" အဲ့လိုပြောလိုက်တော့တိုင်တန်းရှင်မဆိုသူကတပည့်တော်မအတွက်တိုက်ပွဲတပွဲတည်တဲ့လိုချင်ပါလေဗျာ။နောက်ပြီးတိုက်ဆိုတဲ့တက်ရှင်အမိကိုလည်းပြောင်းပြီးတော်မူပါဗျာ။ကောင်းပြီ။ဆောင်ရွက်ပြီးပါမယ်။ကဲတကားကြီးကြားရင်နော်။ချိန်နဲ့အောင်တည်တဲ့တိုက်ပွဲတပွဲဆောင်ရွက်ပြီးလိုက်ပါ။နောက်ပြီးတော့တကားကြီးတို့ရဲ့တိုက်ဆိုတဲ့ပွဲနာမည်ကိုလည်းထိုက်ဆိုပြီးတော့ကျုပ်ပြောင်းပြီးလိုက်မယ်။တကားကြီးတို့ချိန်နဲ့ရလား။အဲ့လိုမိလိုက်တော့ဒရိုက်တာစော်လင်းမောင်လည်းချိန်နဲ့ပါလေဗျာ။ ။ဒီဘက်ရောဂျင်းနဲ့အောင်လှုပ်ပြီးပါမယ်ဗျာ။ဂိုင်းတိုင်နေရှင်ရောဂျင်းနဲ့ရလား။ဆရာတော်ဖျားကတိုင်နေရှင်ကိုမေးလိုက်တော့ဂျင်းနဲ့ပါတယ်ဗျာ။ဒီဘက်တော့မှခွင့်ပြုပါအောင်ဗျာ။ဒီလိုရှုပ်တင်ကရုပ်တည်းရဲ့ထွက်ခွာသွားပုံရပါတယ်။မင်းသမီးတူစာမော်လင်းတယောက်တကူလုံးလှုပ်ခါရမ်းသွားပြီးပြည်လဲကျသွားပြီးတော့ဒရိုက်တာစော်လင်းမော်လင်းကမန်းကနန်းပြေးပွေလို့ထားပါတယ်။သမီးသမီးတူစာဖေဖေသမီးဘာဖြစ်လို့လဲ မင်းသမီးတူစာမော်လင်းတယောက်ဘာကူမှတိရှာမှလည်းမဟုတ်ပါဘူးဒရိုက်တာစော်လင်းမောင်လည်းအကျိုးအကြောင်းအကုန်ရှင်းမြပြောဆိုလိုက်တော့တိရှိခံစားတော့ပုံရပြီးရှစ်ခုရှစ်ကန်လေးဖြစ်နေပါတယ်ဒီနောက်မှာတော့ကျွန်တော်တို့ရုပ်ရှင်အဖွဲ့သားတွေဟာတိုက်ပွဲတစ်ပွဲကိုတီးတန့်လှူဒန်းပူဇော်ပေးပြီးတော့တိုက်ဆိုတဲ့စကားနာမည်ကိုလည်းထိတ်လို့ပြောင်းလဲပေးပြီးတော့ချောချောမမောကောင်းကောင်းမမောနဲ့စကားကြီးပြီးဆုံးတဲ့ဒီရိုက်ကူးနိုင်ခဲ့ပါတယ်ထိုက်ဆိုတဲ့ဗီဒီယိုစကားကြီးရိုက်ပြီး PC သွားခဲ့ပြီမဲ့ပြဿနာတစ်ခုကတွေးထင်စရာဖြစ်ခဲ့ပါတယ်။အဲဒါကတော့ကျွန်တော်တို့ရုပ်ရှင်ဖွဲ့ကဒရိုက်တာစော်လင်းမောင်ရဲ့မယားညီကိုတော်ဆက်တဲ့ကိုညင်းမောင်ရဲ့ကိစ္စပါ။သူကတော့စကားဆက်ရိုက်တဲ့နေ့ကစပြီးပြီးဆုံးတဲ့နေ့ထိစကားမပြောနှုတ်ပြီးကလေးဖြစ်တယ်လို့ဖြစ်နေပြီးတော့ရက်ကွင်းကိုလည်းမလာနိုင်ခဲ့ပါဘူး။စကားပြီးသွားတော့မှစကားပြောခြင်းနှုတ်ပွင့်ခြင်းနေထိုင်ပြန်ကောင်းလာခြင်းကတော့လုံးဝကိုအံ့ဩထူးဆန်းဝေရာကိစ္စရဲ့ ဖြစ်နေပါတယ်ဆက်လက်ပြီးတော့ပြည်သက်တို့ကစာရေးသူမျိုးကြီးရေးသားထားတဲ့ပဋ္ဌာန်းဆက်ဆိုတဲ့ဇလံလေးကိုနားဆင်ရမှာဖြစ်ပါတယ်ခမောမုံလီရှောက်လာရတာကြောင့်အသက်ရှူတန်းတွေဟာမြင်နေပြီးရှင်နေမှာလဲလွင်လွင်လေးဖြစ်နေပြီးတော့ဖះရှင်မင်းမောအရောက်မှာမြောက်ပြန်လေးကတစ်ချက်ဝေးလိုက်တာကြောင့်စိတ်ငနေအေးသွားပါတယ်ဒေါ်ကြီးကြီးမဟာအနှွေးဆွဲတာကိုကြောက်စင်းရောင်လေးပေါ်တွဲကြနေတဲ့ခေါင်းစွန်းနဲ့တွဲလေးရဲ့သုံးမီးလေးပဲအဖြူလေးကိုလေတိုင်းစီပတ်လိုက်ပြီးတော့ အေးတက်ကိုကာဝေးလိုက်တဲ့ခဏရုတ်တရက်တွေ့လိုက်ရတဲ့မြင်ွေးမှာအသက်ရှူတော်မှားတော်စီပါလေမငိမ့်မငိမ့်ချက်ချင်းကြီးလက်မောင်းကိုအတင်းလှူရန်ကအထစ်တလန်ခေါ်လိုက်တန်းကြောင့်ဘေးကတူပါလာတဲ့မငိမ့်ပွင့်ရဲ့ရင်မက်ကိုလက်နှစ်ဖက်နဲ့ဖိဆန်းရင်အမရဲ့ပြပြပြောပါအထစ်တလန်နဲ့ကျမရင်းနေတုံလိုက်တာဟိုဟိုမှာတွေ့လားဒေါ်ကြီးကြီးမှာလက်ညှိုးညွှန်ရရှေ့တူယူမှာတော့ရွှေစည်းချထားတဲ့တိုင်လေးတိုင်နဲ့ ပြတဲ့အမိုးကြီးအောက်ကရှင်ရောင်ဝင်နေတယ်ဖះဇေဒီလေးရဲ့ပါမှတ်မိလားဘယ်တော့မှဘာလို့မှတ်မိရမှာတော့အရင်မရှိအပြားမရှိနဲ့လွတ်ပြန်ပြီဖះနေတိုင်လေးတိုင်လေးဟိုမင်းကြီးကအမပြောခဲ့ဘူးတဲ့အိမ်မထင်းမှာခဏခဏဖွေးရတယ်ဆိုတဲ့ဖះပေါ့အော်အေးမှတ်မိပြီမှတ်မိပြီအမနှစ်ခါလားသုံးခါလားပြောဘူးတယ်လေအဲ့ရောကပြောတော့ကျမမှတ်မိတာတိုင်တော့နေကအနီရောင်ရဲမဟုတ်ဘူးလားဟုတ်တယ်အနီရောင်နေလာလား ဒေါ်ကြီးကြီးမဟာမလန်းမကဲမှာယောဂီတပက်လေးပကုံးမော်တင်တပြက်စီလေးနဲ့ဝေးဖြစ်နေတဲ့60ကျော်90အမေကြီးစီကိုမငြင်းပွင့်တယောက်စိတ်မြန်လက်မြန်စွေးခေါ်လို့တော့ပါတယ်အမေဒီမနေတာကြာပြီလားကျုပ်ကဒီမှာမွေးပြီးတော့ဒီမှာကြည့်ရပါတော့ဟောဟုတ်ကရွာလေးကကျုပ်တို့ရွာပေါ့ကလေးမလေးကဘာသိကျင်လို့တော့အမေအိုကြီးကမလန်းမကဲမှာရှိတဲ့တစ်ပင်အုံအုံနဲ့တူပြားမိုးပြောင်ပြောင်နေ တုတ်တိပြောင်ကြတွင့်နေရတဲ့ရွာလေးစီကိုလှမ်းပြီးတော့ညှုံပြပါတယ်။အော်အရင်ကလေဒီဖျားကတိုင်တုံးတွေကဒီလိုပဲရွှေရဟုတ်ရဲ့လားလို့ပါ။ဘယ်ဟုတ်လိမ့်မလဲ။အနီရောင်အနီရောင်မှရေရေတောက်လို့အရင်ကဆိုလေမကြီးကိုပင်ထန်းကိုပင်ပဲရှိတာ။အဘတီးခဲ့တဲ့ဖျားအဘရဲ့အောင်မြေပေါ့ကွယ်။အခုနေပြည်တော်ကြီးဖြစ်လာမှ လူနေရက်ွက်တွေနဲ့ပြစ်သွားပြီးတိုင်ကြီးတွေကိုလည်းရွှေချလိုက်တာ။ဖျားကိုလည်းညံတော်မြင့်လိုက်ကြလို့ ဟိုရင်ကဆိုတော့ဒီအဘဘုရားကိုလာဖို့တတိတတဲ့စီစီရတာလေအခုတော့တာသနာပို့ပြီးတော့ခြေပြန်သွားတာပေါ့ကွယ်သွားလို့လာလို့ရအောင်အစီမီသွားတာပေါ့တန်ငယ်ချင်းနေဆိုရင်ရတယ်နော်အောင်ပန်းစုံ900အဘကိုမှန်းပြီးတော့ပွဲဆက်ချင်းလေဒီဘက်က3000နောက်ဘက်က9000ကွယ်ဘုရားစီတီနဲ့မလန်မကဲမှရှိတဲ့နှီးတောင်ဝိုင်းဝိုင်းလေးတွေမှာအစီရီထိထားတဲ့ငပြောပဲအုံဝဲတွေနဲ့အောင်တပြေအုံဒန်းမြေသာစတဲ့ နေစုံစုံပန်းနေစုပေါင်းပြီးတော့နှီးပြောင်းလေးစုစည်းထားတဲ့ပန်းစည်းတွေဟာနောက်ဘက်မှာရှိတဲ့စပွဲရှိစီကိုလျှို့ညွှန်ပြရင်းနဲ့ကုန်တမျိုးမျိုးနဲ့ပြောဆိုရှင်းပြနေပါတယ်။ဘနဲ့လဲဆိုတဲ့သဘောနဲ့ကြည်ကြည်မာမငိမ့်ပွင့်ကိုပြုံပြီးတော့ခေါင်းကြီးပြပါတယ်။ဟိုဒီတခါပန်းနေစီပြီးပွဲရတော့နောက်တဲ့တခါအတိတ်ထန်အောင်တော့မှနေရောက်သားလေးပန်းစည်းတစည်းစီကန်ရင်းနဲ့ဖျောင်းကိုတပဲပက်ကရှောက်လာခဲ့ပါတယ်။ဟုတ်ပါတော့အမထူးဆန်းလိုက်တာ။အမရဲ့အိမ်မက်တဲ့က ဖះရဲ့ညံတော်ကလည်းအခုတော့မမြင်ဘူးမင်းရဲ့ဟိုးရင်ကဖះနေမှာပေါ့နော်ကဲဖះဝတ်ပြုလိုက်အောင်အမားတော့ထုံးစံနေမယ်နည်းနည်းကြောင်မယ်ကြည်ကြက်လေလုံးတော့အမဥပါဒာတဏီဖះကြီးမှာတော့လို့ဖြစ်နေမယ်ဖြစ်ဖြစ်ပေါ့မငိမ့်ပါတာပဲဒီနောက်မှာတော့တနင်္လာတော့မှရှိတဲ့တစ်သားပြားလေးပေါ်မှာထိုင်ပြီးတော့ကြည်ကြီးမှာကြံခဲ့ပါတယ်မငိမ့်ပွင့်ကတော့သူ့ရဲ့မွေးနဲ့အင်္ကာတော့မဲ့စီကိုဆက်လက်ရှောက်လာရင်းနဲ့စိတ်ကမချောက် တကယ်တော့ဒေါ်ကြီးကြီးမဟာဥပါဒာတန်ဒီဖះကြီးမှာဖြစ်ပျက်ခဲ့တဲ့လောလောလက်လက်ကိုလည်းစိတ်တည်းမှာပြန်လည်မြင်အောင်မိပါတယ်။ရှေဒီကုံပုံလူပြုတ်လို့တည်ထားပြီးတော့လှိုင်ဖះတစ်ခုဖြစ်တဲ့ဥပါဒာတန်ဒီဇေဒီတော်မြတ်ကြီးမှာလှိုင်ရဲ့အထင်မဲ့နိုင်ရည်နေမှာတော့မြတ်ဗုဒ္ဓဖះရဲ့ဖွားတော်မူကံဖះဖြစ်တော့ရောက်ရှိတော်မူကံပြိဇဝကေငါဟုကိုဓမ္မစကြာတရားဟုဟောတော်မူကံပြိနိဗ္ဗာန်ဆံဝင်တော်မူကံစတဲ့ဗုဒ္ဓဝင်တွေကိုစကြင်ကြောက်ပြားကြည့်တဲ့နေ ချွတ်စီပုံပေါ်ထားပြီးလှိုင်ကူရဲ့မျက်နှာပြင်မင်းနေကျက်မှာတော့24ပြည့်စီမဟာပဋ္ဌာန်းတော်ကိုပါဠိမြန်မာအင်္ဂလိပ်ဘာသာသုံးမျိုးနဲ့ရေးထိုးထားပြီးခန့်ညားထေဝါလှပြီးတော့လှိုင်ရဲ့အလဲဇေယျတော်ရဲ့အောက်တည့်တဲ့မှာတည်ထားတဲ့ဗုဒ္ဓဆင်းတော်၄စုကိုလည်း၄ဘက်၄တိုင်ကအေဂျင်စွန်နဲ့ဥခိုက်ပူဆောင်းနိုင်ပြီးမငြိမ်းပွင့်လို့နေပြီးတော့သာဝန်ထမ်းတွေမိသားစုတွေအားရုံးပိတ်ရဲ့အားလဲချင်းဒီမှာမကြာခဏပဲဖူးမြော်လာရောက်ကြီးညိုကြပါတယ် ဲ့ဒီနေ့ကကဆုံလာပြည်ရုံမရဲ့ဥပုံနေမိမို့ဖျားကြီးစီကိုရောက်ခဲ့ခြင်းဖြစ်ပြီးဒေါ်ကြီးကြီးမဟာသူ့ရဲ့ထုံးစံတိုင်းပဲဖျားပန်းကကတော်ဝိပြုပြီးမြေတားတုတ်တော်ကိုတရားရှိလုံးပတိကုံနေတပတ်စိတ်ကဒီတုံးမှာပဲကျုပ်တယ်ကျုပ်တယ်ဆိုပြီးတော့မျိုးလုံးကြီးကိုစုံမိကျုံပြီးတော့အော်နေပါလေရုတ်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 နဲ့လူတွေဝိုင်းအောင်လာပြီးမငင်းဝင်ကတော်နေရကအပြေးဒီပိုင်းရောက်သွားလိုက်တော့ဒီတော့မှာအပြင်ကိုခေါ်ထုတ်လာပြီး အပြူဆောင်ပတောက်ဘက်ကိုတုတ်ချီတင်လာခဲ့ပါတယ်ဒေါ်ကြီးကြီးမှပြန်လည်ပြောပြတာကတော့သူဟာမြေတားတုတ်ပတိ90လုံးစိတ်ပြီးချိန်မှာမျက်စိမိထားတဲ့အာယုံထဲမှာအရက်9ပေလောက်ရှိတဲ့ခေါင်းမှာမောက်တူဆောင်းထားတဲ့ရှီအောင်စစ်သူကြီးဝစ်စုံအစိမ်းရောင်ဝစ်တယောက်ကအနေရောင်ဝစ်တယောက်တို့ဟာသူမှပတိစိတ်နေတဲ့ဘေးတစ်ဖက်တစ်ချက်စီမှာလှန်ယိုးကြီးကိုမြင်မာတော့လှန်သွားကိုအပေါ်မှာထောင်ပြီးကင်ထားပြီးတော့ရှင်းနေကြတာတွေ့ရပြီးမျက်စိဖွင့်ကကြည့်လိုက်တော့မျက်စိနဲ့ မြဝါတင်နေတွေ့မြင်လဲရပြီမျက်စီကိုစုံမိကြောက်လန့်တဲ့ကြအုံမိတာပါအခုလေအိမ်မက်ထင်းမှာ မကြာခဏဖူရတဲ့ဘုရားကိုစိုက်စိုက်မြဲမြဲဖူးလေးရပြီထူးထူးဆန်းဆန်းဘာတွေဖြစ်လာအောင်မလဲမသိပါဘူးဒေါ်ကြည်ကြည်မနဲ့မငင်းပွင့်တို့နှစ်ယောက်သားလေးဘုရားရှိကိုပရိစိတ်ကိစ္စတွေပြီးတော့အစီအရေလှူဒန်းတာတဲ့ပွဲပေါင်းများစွာရဲ့နောက်ဖက်မှာရှေ့ဘေးချထားတဲ့အဘရဲ့ထိုင်ကိုယ်တော်ကြီးဥခဲ့ပြီးတော့တအားသမျှလှူဒန်းဆွတ်တောင်းမှုတွေလုပ်ခဲ့ပါတယ် အမဒီတခါတော့ချောတုံတော့ကျမဖြစ်လေဘုရားသာကြောက်နေရတယ်စိတ်ကမဖြောင့်ဘူးဘာများဖြစ်အောင်မလဲလို့မင်းရဲ့ကျုပ်ကိုရှင်ကပြေတနာမကြီးလို့မှတ်နေလို့လားတကယ်တည်းတခါလေးဖြစ်ဘူးတော့နှစ်ယောက်သားရှီမောရှင်နဲ့ဇီဒီလေးစီကဆင်းလာခဲ့ပြီးမြင်းဒီလမ်းမဆက်ကိုရောက်ជីကြီးမဟာဘုရားစီဒီကိုတချေလှည့်ကြည့်ပြီးဘုရားစီဒီဘေးမှာတော့တိုက်ပုံပင်ဒီအင်းကြီးကွက်ကျဲလုံးကြီးနဲ့ဖြူဖြူတက်တဲ့တော်တော်ကြင်အဖာကြီးတယောက် တို့နှစ်ယောက်ကို ပြုံပြုံပြီး ကြည့်နေပါလေဖះရေဖះဘောမှာတော့ကဘသူမှမတွေ့ပါလားဒေါ်ကြည်ကြည်မစိတ်တွေကပြောလိုက်ပြီးစိတ်သိင်းနေလေထားသွားပြီးတော့မငိမငိဟိုဟိုမှာကြည့်တယ်မငိပွင့်လေပြူးပြူးပြပြနဲ့ဒေါ်ကြည်ကြည်မကြည့်ရဘက်ကိုတမင်းလေပြန်ကြည့်လိုက်တော့ဘာမှမရှိပါဘူးဘာလေးမရဲ့ဘာမှမရှိပါဘူးဟုတ်တော့ခုနအမတ်တွေ့တဲ့ပင်ဒီတိုက်ပုံနဲ့ဘာဘာကြီးဘယ်ရောက်တော့ပါလဲ อืมအမနေတော့လေအထူးဆက်နေကြီးပဲဘာမှမတွေ့ပါဘူးအမရေအမမျက်စိမလားမဟုတ်ဘူးဒီမျက်စိနဲ့တေချာကိုတွေ့လိုက်တာဒါဆိုရင်တော့လေအဖကသူ့ဒီမှာရှိတဲ့အကြောင်းစောင့်ရှောက်နေတဲ့အကြောင်းအရင်မကပတန်းဆက်ရှိတဲ့အမကိုကိုတင်ပြလိုက်တာလားမှမသိတာမငြိမ်မွေ့ရဲ့စိတ်ထဲမှာပေါ်လာတာ ပြောလိုက်တော့တောကြီးကြီးမာရဲ့မျက်နှာမှာအပြုံးနေဝေသွားပြီးတော့အဖအောင်မင်းခေါင်နဲ့ပတန်းဆက်တွေဟာပြောမယုံကြုံမှုမှတိလို့ပဲဆိုရတော့မှာပါ ဟုတ်ကဲ့ပါပြည်သက်တွေနားဆင်ကြရတဲ့ဇလံလေးကတော့ပထန်းဆက်ဆိုတဲ့ဇလံလေးပဲဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းခုလိုမျိုးစိတ်ဝင်စားပွဲရာဇလံလေးကိုတင်ဆက်ပေးဖို့ရှိတာကြောင့်စောင့်မျှော်နားဆင်အားပေးကြပါအောင်များပြည်သက်များအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းနဲ့ပြည့်စုံပြီးစီပေါ်လက်လာပါများတိုးတက်ကြပါကြပါစေဗျာ။